အားလုံးမင်္ဂလာပါခင်ဗျာ MP သတင်းဌာနရဲ့ဒီကနေ့ဒီဇင်ဘာလ2ရက်ညပိုင်းအထိရရှိထားတဲ့ထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခင်နိုင်ကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲစေအုပ်စုထံရန်မုံဝဲမပေးရဥပဒေကြမ်းအမေရိကန်လွှတ်တော်မှကန့်ကွက်သူမရှိအတည်ပြုလိုက်တဲ့အကြောင်းပြည်တွင်းမီဒီယာတွေကိုနိုင်ငံတကာအစ်စ်မြင်အောင်လုပ်ပေးမယ်လို့မေးဆွေနေတဲ့ကြန့်ခိုင်ရေးပါတီအလောင်းဖြောက်တဲ့နေပြော PDF ကဒုယင်မှုနဲ့၃ဦးကိုယာရုဖြုတ်ပြီးစစ်ဆင်နေတဲ့အကြောင်း အစဉ်အကြောင်းပြဖန်းခံရတဲ့သတင်းစာဆရာနှုတ်အပါဝင်တခြားအမှုန့်ရှိသူတွေပါထပ်လွှတ်လာတဲ့သတင်းထိုင်းဘက်ကိုစစ်ကောင်မရှင်လက်နက်ကြီးကြားရောက်ပောက်ကွယ်မှုပိုဆိုးလာလို့တရားဝင်သတိပေးစာပို့လိုက်တဲ့ထိုင်းဆိုရထိုင်းဝင်လုံခြုံရေးဘလို့အပေးအယူနဲ့မှညှိနှိုင်းဆရာလုံးဝမရှိဘူးလို့ပြောလာတဲ့ထိုင်းဝင်သမ္မတအဲ့လိုတနေ့တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြပသတင်းတွေကိုတင်ဆက်ပေးထားပါရစေ။ ပြည်တွင်းသတင်းတွေကိုအရင်ဆုံးရှုစားလိုက်ကြရအောင်ပါစေအုပ်စုထံဂျမ်မဝေမပေးရဥပဒေကြမ်းအမေရိကန်လွှတ်တော်မှကန့်ကွက်သူမရှိအတီးပြုတ်လိုက်တာနဲ့စတင်လိုက်ချင်ပါတယ်အနာသိစစ်တပ်စီနိုင်ငံရေးငွေစီးဆင်းနိုင်တဲ့ကမ္ဘာပံရငွေကြေးဂျမ်မဝေတဲ့ဆက်လိုက်ချက်တန်ထားရင်အဲ့ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်ကအတီးပြုတ်လိုက်ပြီဖြစ်ပါတယ် No New Burma Fund အဲ့ဆိုရက်အဲ့ဥပဒေမူကြမ်းကိုဒီနေ့2025ခုနှစ်ဇူလိုင်လမှာစီးနှိတ်ထံတင်သွင်းခဲ့တာဖြစ်ပါတယ် ဆက်အနာတိမ်မုံကြောင့်မတင်မငင်ဖြစ်နေတဲ့မြန်မာနိုင်ငံစီကမ္ဘာပံကထောက်ပံ့ဝင်တဲ့ရှင်းွယ်တွေမပေးနိုင်ရဲ့အတွက်ဒီဥပဒေကအလွန်အရေးပါပါတယ်။အမေရိကန်ကရွေးဆဲထားတဲ့ဥပဒေမူကြမ်းကိုအမေရိကန်အောက်လွှတ်တော်မှာကြားနေပြီးမင်းမပေးသူ46ဦးရှိရာကလွှဲရင်ကန့်ကွက်မဲ့ပေးသူမရှိခဲ့ဘဲထောက်ခံသူ365မင်းနဲ့အတူပြုနိုင်ခဲ့ပါတယ်။ဒီအဥပဒေမူကြမ်းကိုတောင်ကယ်လီဖိုးနီးယားလွှတ်တော်အမတ်မစ်ဂျန်ကန်နာ ဂျော်ဂျီယာပြည်နယ်လွှတ်တော်အမတ်မစ်နီကီမာဝီလျံတို့ကပူးတွဲတင်သိမ်းခဲ့ကြတာဖြစ်ပါတယ်။စစ်အစိုးရဟာနိုင်ငံတကာဘန်ဒါရဲ့အဖွဲ့အစည်းတွေရဲ့ဂျမ်မငွေတွေကိုထိမ့်သိမ်းနိုင်မှာမဟုတ်တလို့လိုအပ်နေတဲ့ပြည်သူတွေစီကိုပေးပို့နိုင်မယ်လို့မယုံကြည်ရဘူးဆိုတဲ့အကြောင်းဥပဒေမူကြမ်းမင်းမခွဲခင်ဆွေးနွေးနေချိန်မှာမစ်ရန်ကန်ကပြောခဲ့ပါတယ်။ဒီအဥပဒေရဲ့အဓိကရည်ချက်ဟာနိုင်ငံတကာပြန်လည်တိဆောက်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပန်ဝေါ်ဘန်ကတဆင့် မြန်မာနိုင်ငံထဲငွေကြေးဆန်ရဂရိကဝဲအသစ်တွေဒါမှမဟုတ်ငွေကြေးပေးရှင်မှုအသစ်တွေမှာအမေရိကန်ပြည်ထောင်စုမပါဝင်စေရတရှိဖို့ဖြစ်ပါတယ်၂020ခုနှစ်မှာဒီမိုကရေစီနေကြရွေးချယ်တင်မြောက်ထားတဲ့အစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းခဲ့တာကိုတန်ခတ်အရေးယူတာဖြစ်တယ်လို့သိရပါတယ်ဒီလိုရမွေရက်ဆန်ရခြင်းနောက်ထပ်အဓိကအချက်ဟာအာဏာသိမ်းစစ်တပ်အနေနဲ့ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့ PR ပေးရလဲဖြစ်ပါတယ် ဒုတိယအနေနဲ့ပြည်တွင်းမီဒီယာတွေကိုနိုင်ငံတကာအဆင့်မြောင်လုပ်ပေမဲ့လို့မေးဆွေနေတဲ့တန့်ခိုင်ရဲ့ပါတီသတင်းကိုတင်ဆက်ပေးပါဦးမယ်။အာနာရရင်စစ်တပ်နေတိုင်းဆက်အုပ်ချုပ်မယ်လို့ပြောထားတဲ့စစ်တပ်ခပိုက်ဆောင်ပါတီတန့်ခိုင်ကြီးကပြည်တွင်းမီဒီယာတွေကိုနိုင်ငံတကာအဆင့်မြောင်လုပ်ပေမဲ့လို့ဒီနေ့မှပဲမေးဆွေစည်းရုံးတဲ့အနေနဲ့ထုတ်ပြန်လာပါတယ်။သူတို့ရဲ့တရားဝင်လူမှုကွန်ရက်ကြညာချက်ထဲမီဒီယာလုံးလုံးခွင့်နဲ့တာဝန်ယူမှုမျှတစေဆိုတာကိုပထမအချက်အနေနဲ့ဖော်ပြထားပြီး ထက်ပါအချက်ကိုတော့ဒုတိယအနေနဲ့ဖော်ပြထားပါတယ်။ဒါဟာကြန့်ခိုင်ရေးပါတီရဲ့ရွေးကောက်ပွဲကြီးညာစာတမ်းထဲ16ခုမြောက်အနေနဲ့မီဒီယာကဏ္ဍအဖြစ်ထည့်သွင်းကြီးညာထားချက်လည်းဖြစ်ပါတယ်။ပြည်တွင်းမီဒီယာတွေနိုင်ငံအစိမ့်မင်အရေးအတွေးရရှိစေရဲ့အတွက်ကုညီပတ်မောဆောင်ရွက်မယ်လို့ဆိုထားပါတယ်။ကျင်းဝတ်စည်းကမ်းတွေရေးဆွဲပြဋ္ဌာန်းပြီးမီဒီယာဆိုင်ရာဥပဒေတွေကိုပြန်လည်သုံးသပ်ပြင်ဆင်မယ်လို့လည်းစစ်တပ်ခပိုက်ဆောင်ပါတီကပြောထားပါသေးတယ်။စစ်တပ်အာဏာသိမ်းတဲ့2021ခုနှစ်ဖေဖော်ဝါရီလတည့်ရက်မှာတင် အင်တာနက်နဲ့ဖုန်းလိုင်းတွေကိုပိတ်ရှာကပ်ပြီးပြန်ဖွင့်ခဲ့ရမှာလဲအကန့်အသတ်တွေများစွာပြုလုပ်ထားခဲ့တာပါအခုတည်းဒီလူသုံးအများဆုံးလူမှုကွန်ရက် Facebook ကိုလည်းစစ်တပ်ကကန့်သက်ထားဆဲဖြစ်ပြီးစင်ကနေနဲ့လုံခြုံမှုရှိတဲ့ဆက်သွယ်ရေးကွန်ရက်တွေကိုလည်းအနာသိန်းစစ်တပ်ကကန့်သက်ထားပါတယ်စစ်ကောင်ဆောင်မင်းအောင်လည်းလည်းရွေးကောက်ပွဲအတွက်မေးပေးရွေးရှယ်ရမှာစစ်တပ်နဲ့သဟာဇာရဖြစ်ပြီးလက်တွဲဆောင်ရွက်နိုင်သူတွေကိုပန်းမေးပေးကြဖို့ဒီဇင်ဘာလ၁ရက်မနေ့ကပြည်ဦးလင်မြို့နယ် ဇီးပင်ကြီးမှာရှိတဲ့သူ့ဩဇာခံတွေနဲ့တွေ့ဆုံခြင်းပြောဆိုသွားပါတယ်။အလောင်းဖြောက်တဲ့နေပြော PDF ကဒုရင်မုံနဲ့နှစ်ဦးကိုယာတူးဖြုတ်ပြီးစစ်ဆင်နေပါပြီ။အဲ့ဒါတွေဘလို့စစ်နေရပါလဲ။အမျိုးသားညွေအစိုးရ NUG PDF လက်အောက်ခံနေပြော PDF တက်ရင်၈၃ညနှစ်ဒုရင်မှုကအပြစ်ပဲနှိမ့်ဆက်လို့တည်ဆုံခဲ့ရပေမယ့်အလောင်းဖြောက်ခဲမှုနဲ့ပတ်သက်ပြီးအရေးယူမှုနဲ့စတင်လိုက်ပြီးဖြစ်ပါတယ်။ပြီးခဲ့ဧပြီလထဲကစခန်းအတွင်း၈၃ညနှစ်တက်ရင်ရုပ်ပေါ်လွှမ်းမှုကို လူရင်မို့ဆရာကျောင်းအပါဝင်တာဝန်ရှိသူတွေကအပြစ်ပဲနှိပ်စက်ခဲ့ကြင်တည်ဆုံသွားရတာပါအဲ့ဒီနောက်အလောင်းဖျောက်ခဲ့ကြပြီးခုနှစ်လကျော်အကြာပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်မှာ73နှစ်တက်ရင်ရေးပေါ်ဟောင်းတူရဲ့တိုင်ကြားချက်အရကွန်လင်းပြေရေးဌာန KSP အပါဝင်ဆရာဝန်ကျေးရာတာဝန်ရှိသူတွေနေမြေခံတော်လင်းအဖွဲ့အစည်းကသွားရောက်တူဖို့ခဲ့ကြပါတယ်အဲ့လိုအလောင်းတူဖို့ပြီးကိုယ့်ရဲ့အကြာမင်းကတည်င်းတွေထွက်ပေါ်လာခဲ့ရပါအဲ့နောက်ဆွဆွဲခံထားရသူတွေဖြစ်တဲ့ ဒွေမုံဆရာအကြောင်းခေါ်နိုင်လင်းအောင်နဲ့တက်ခွေမုံဥက္ကာတို့ကိုဂျာရုဖြုတ်သိမ်းပြီးဖမ်းဆီးထားတယ်လို့အဲ့ဒီတပ်ဖွဲ့ဘက်ကအသိပေးလာပါတယ်။ဒီအမုံကိုစစ်ရုံးချုပ်စစ်ရေးဌာနကနေပြီးစုံစမ်းစစ်ဆေးရေးခွန်ငွေအဖြစ်ဖွဲ့စည်းပြီးစစ်ဆင်နေပြီဖြစ်ကနေပြည်တော်အတိုင်းစစ်ဌာနအနေနဲ့အမုံမှန်ပေါ်ပေါက်ရဲ့အတွက်အပြေအဝါပူပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့တာဝန်ရှိသူတူကပြောပါတယ်။ဒီအမုံဟာတေဆုံးခဲ့ရတဲ့ drone တပ်ဖွဲ့ဝင် ရေးပေါ်လွှမ်းမိုးကရင်းမဲ့တအုပ်အပေါ် အာရမမုတ်ကျွလွန်နယ်ဆိုတဲ့အပေါ်စစ်ဆင်နေချိန်မှာတည်ဆုံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့တာဝန်ရှိသူတွေရဲ့အကန့်အသွေးမတတ်မှုမဟုတ်တဲ့နေရာမှာအကာအကွယ်ပေးမှုတွေကြောင်းဘူးပေါ်ဖြုံစင်ဆိုသလိုအနက်ထွင်းရမှာကိုပစိန်နဲ့ပေါရမယ့်အဆင့်အထိရောက်လာတာလို့နိုင်ငံရေးစောင့်ကြည့်လေ့လာသူတို့ကမှတ်ချက်ပြုပါတယ်။အဲ့ဒီဖြစ်စဉ်ကိုတက်ရင်၈၃ရက်နှစ်ရေးပေါ်ဟောင်းတူဖြစ်တဲ့ဆိုင်ထက်ကကျော်လိုပြုလုပ်ပြီးဂရင်းပြေရဲဌာန KSP နဲ့အမျိုးသားညီညွတ်ရေးအစိုးရ ကကွေးဝင်ကြီးဌာနကိုတိုင်ကြားစာပေးပို့ခဲ့ပါတယ်။ဆက်လက်ပြီးအစဉ်အကြောင်းပြဖမ်းခံထားရတဲ့သတင်းစာဆရာနှစ်ဦးအပါအဝင်အခြားအမုန်းချစ်သူတွေပါထပ်လွက်လာတဲ့သတင်းကိုပြောပြခြင်းပါတယ်။စစ်ကောင်မရှင်ကအတူရောင်ရွှေကောက်ပွဲကိုနိုင်ငံတကာမှာမျက်နှာပန်းရရဲ့အတွက်နိုဝင်ဘာလ29ရက်က905ကကြီးကိုပြန်လွှတ်ပေးခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ30ရက်နေ့ဒီဇင်ဘာတင်းနေ့တို့မှာစက်တိုက်ဆိုသလိုလွှတ်ပေးခဲ့ပါတယ်။အဲ့ဒီအထက်905ကကြီးအပြင်အကျန်းဖမ်းမှုတိုက်ဖြတ်ရေးဥပဒေပုံမှန်50ည မတရားအသင်းဥပဒေပုံမှာစစ်ခွန်တင်တဲ့နိုင်ငံတော်အချင်းချင်းပြစ်စင်မှု ပုံမှာတရား20လဲကားရုတ်လို့ပုံမှာရင်းနဲ့မတရားဖမ်းဆီးထောင်ချခံထားရသူတွေလည်းပါဝင်လာတယ်လို့သိရပါတယ်။အဲ့ဒီထဲ2021ခုနှစ်ဩဂတ်လမှာရန်ကုန်မြို့ဗဟန်းမြို့နယ်အထက်မှာအစ်စင်အကြောင်းပြဝင်းစစ်ခံရပြန်နောက်ဖမ်းဆီးခံခဲ့ရတဲ့ဝါရင်သတင်းစာဆရာဦးစစ်သူအောင်မြင့်နဲ့ BBC Media Action ကအလွတ်တန်းထုတ်လို့ရမူနာအစီအစဉ်တင်ဆက်သူမတ်ထထခိုင်လို့လည်းပါဝင်လာပါတယ်။ သူတို့ဟာ905ကကြီအပြင်ထပ်ဆောင်ပုံမရွယ်ဖြစ်မထထခံကိုစစ်ခုံတက်ဥစစ်သူအောင်မြင့်ကို120လဲကာရုံနဲ့ပါ အမုံဖွင့်အေးအေးယူတာခံခဲ့ရပါတယ်။နိုဝင်ဘာလ29ရက်လွန်ညိမှာ NLD ဗဟိုပြန်ကြားရေးကော်မတီဝင်ဥကြည်တိုးတက္ကသအဖွဲ့ဝင်တွေနဲ့ခိုင်တင်းကြည်ခင်မွန်းဥခန်းနိုင်တို့အစ်စိန်ထောင်ကလွတ်မြောက်ခဲ့ပါတယ်။နိုဝင်ဘာလ30ရက်နေ့မှာတော့ပုံမ905ကကြီ90ညရုံနဲ့ထောင်ချမှတ်ခံထားရတဲ့ အဆိုတော်တန်တာဝင်းလန်းရန်ကုန်အင်းစိန်ထံဝက်နယ်လွတ်မြောက်လာပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကွန်ရက် PPNM ကဒီဇင်ဘာလ၁ရက်မှာအကျဉ်းထောင်စစ်တပ်ခုကနေနိုင်ကျင်268ဦးလွတ်မြောက်လာတယ်လို့ဒီဇင်ဘာလ၂ရက်ဒီနေ့မှာထုတ်ပြန်လာပါတယ်စစ်တပ်ဟာလာမယ့်ရွေးကောက်ပွဲမှာမေးပေးနိုင်ဖို့ဆိုပြီးပုံမှန်905ကကြင်နဲ့ပြည်တံချမှတ်ခံထားရသူ924ဦးကိုနိုဝင်ဘာလ29ရက်မှာလွတ်ငင်ပေးခဲ့တဲ့အပြင် အဲ့ဒီပုံမှန်နဲ့မတရားအကျဉ်းချခံထားရသူ2362ဦးကိုပြည်နယ်ချော့ပေါ်ပေးတယ်လို့တရားစွဲဆိုဖန်ဝရန်ထုတ်ခံထားရလို့ထွက်ပြေးတင်းဆောင်နေကြသူ9580ဦးရဲ့အမှုတွေကိုပိတ်သိမ်းပြီးပြန်လွှတ်ပေးမယ်လို့လည်းစစ်ကောင်ရှင်ကကြေညာခဲ့ပါတယ်။ပြည်ရင်းထက်ကနောက်ဆုံးသတင်းကတော့ထိုင်းဘက်ကစစ်ကောင်ရှင်လက်နက်ကြီးကြားရောက်ပောက်ကွယ်မှုပိုဆိုးလာလို့တရားဝင်သတိပေးစာပေးပို့လိုက်တဲ့ထိုင်းအစိုးရအကြောင်းဖြစ်ပါတယ်။ကြားဖြန့်ယုံဒေသလိုဖြစ်နေတဲ့မြန်မာထိုင်းနေဆက် ကိုရင်ပြည်နယ်မြောက်ရီမြို့နယ်ဖလူးဒေတာမလက်ပန်တဝိုက်ကတိုက်ပွဲရဲ့အတွင်းစစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးတွေထိုင်းနိုင်ငံဘက်ခြမ်းထဲကြားရောက်ပောက်ကွယ်မှုအုံမိုးဆိုးရွားလာပါတယ်။အောက်တိုဘာလဝင်မှာအပြင်အခုဒီဇင်ဘာလဆန်းရပန်အတွင်းမှာလည်းဇက်တိုက်ဆိုလိုကြားရောက်ပောက်ကွယ်မှုတွေရှိနေရကြောင်းထိုင်းဘက်ကစစ်ကော်မရှင်ထံတရားဝင်သတိပေးစာပေးပို့လိုက်တယ်လို့ထိုင်းသတင်းတွေကဖော်ပြထားကြရသိရပါတယ်။စစ်ကော်မရှင်ဘက်ကပြက်ခတ်လိုက်တဲ့ကြီးက ထိုင်းနိုင်ငံတဲကိုကြားရောက်ပောက်ကွယ်မှုကြောင့်အသက်69နှစ်အရွယ်ရှိထိုင်းနိုင်ငံသူတူထိခိုက်ဒဏ်ရာရရှိခဲ့လို့ထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ10ရက်မနေ့ညပိုင်းကပြစ်ခတ်မှုအတွင်လက်နက်ကြီးကြီးကထိုင်းနိုင်ငံမဲဆောင်မျိုးဖတ်ချမ်းမှာရှိတဲ့ကျေးရွာတွေထဲကိုကြားရောက်ခဲ့ရမှာထိုင်းမျိုးသမီးကြီးရဲ့ဘေဘက်ခြေတော့ကို ထိမှန်ခဲ့ရလို့ဆိုပါတယ်။အဲ့နောက်ပိုင်းထိုင်းအနာပိုင်တွေကသူမကိုတွားရောက်တိရှိခဲ့ပြီးတဲ့နောက်မိဆောက်စင်းကိုတင်ပုတ်ခဲ့လို့သိရပါတယ် ီဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းစစ်တပ်ကမြန်မာဘက်ကနှစ်ဖက်တာဝန်ရှိသူတွေစီတရားဝင်ကန့်ကွက်စာပေးပို့လိုက်ပြီးထိုင်းမြန်မာနယ်စပ်တစ်ချောင်းမှာလုံခြုံရေးပုံမတင်းကျပ်ထားတယ်လို့ထိုင်းရောက်မြန်မာတွေစီကနေသိရပါတယ်။လူဝင်မာလ30ရက်မနက်ပိုင်းမှာလဲမဲဆောင်မြို့နယ်မိကိုကင်းကျေးရွာထဲကိုလက်နက်ကြီးကြီးကြားရောက်ပောက်ကွယ်ခဲ့ရာအကြောင်းမြန်မာစစ်ဘေးရှောင်ကလေးရအပါဝင်စစ်နှူးထိခတ်တံရရှိခဲ့ပြီးထိုင်းတော်ဝင်တပ်မတော်ဘက်ကလည်းပြန်လည်6လမ်းပြတ်ခတ်တာမျိုးပြုလုပ်ခဲ့ပါသေးတယ် ဖလူးနဲ့မလတ်ပန်ရွာတွေမှာခန္ဓာလေပူပေါင်းတက်ဖွဲ့နိုင်စစ်ကွန်မရှင်တက်တော်ကြာနိုဝင်ဘာတတိယပတ်ထဲကဆလို့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာဒီနေ့အထိဖြစ်ပါတယ်။နောက်ဆုံးပြပသတင်းအနေနဲ့ထိုင်းဝင်လုံခြုံရေးဘလို့အပေးအယူနဲ့မှညှိနှိုင်းစရာလုံးဝမရှိဘူးလို့ပြောလာတဲ့ထိုင်းဝမ်သမ္မတအကြောင်းပြောပြရင်ဒီနေ့အတွက်ကျွန်တော်ရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲအဆုံးသတ်လိုက်ပြရစေခင်ဗျာ။ထိုင်ဝမ်ရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးဘလို့မှအချော့အတင်လှုပ်ဖို့အခြေအနေမရှိဘူးလို့ သမရလိုင်ရှင်းထဲကပြောလိုက်ပါတယ်လွတ်လပ်မှုနဲ့ဒီမိုကရေစီဆိုတာကလည်းအတွေ့အခေါ်ဆိုင်ရာပဋိပက္ခတွေနဲ့ဘာမှမဆိုင်ပဲနိုင်ငံသားတွေရဲ့ဘုံသဘောထားနဲ့နိုင်ငံရဲ့အခြေခံတန်ဖိုးတွေသာဖြစ်တယ်လို့ဒီနေ့မှာပဲထိုင်ဝမ်ရဲ့အရန်တပ်ဖွဲ့တွေကိုပြောကြတဲ့မိန့်ခွန်အတွင်းထစ်သွင်းပြောကြားသွားတာဖြစ်ပါတယ်အဲ့ဒါကဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကိုပိုင်ဆိုင်ကြောင်းပြောနေတဲ့တရုတ်ရဲ့စစ်ရေးချင်းချောင်းမှုတွေကနေခုခံကာကွယ်ဖို့ထိုင်ဝမ်ရဲ့ဆုံးဖြတ်ချက်ကိုအလေးအနက်ပြောကြားလိုက်ခြင်းဖြစ်ပါတယ် တရုတ်ရဲ့ချင်းချောင်းမှုနဲ့ဖိအားပေးမှုတွေရှိနေရကြောင်းအစိုးရအနေနဲ့ကာကွယ်ရေးအတွက်ပုံပြီးတုံ့ဆွဲရမှာဖြစ်ကြောင်းနဲ့အစိုးဆုံးအခြေအနေကိုပါကြိုတင်ပြင်ဆင်ထားရမယ်လို့သမ္မတလိုင်ကပြောပါတယ်။တိုင်းပြည်ရဲ့လုံခြုံရေးကိုဘလို့မှပြည်နိုင်အပေးအယူလုံးလုံးမရပါဘူး။နိုင်ငံတော်အချုပ်အခြာအာဏာနဲ့လွတ်လပ်မှုဒီမိုကရေစီလိုအခြေခံတန်ဖိုးတွေကကျွန်တော်တို့နိုင်ငံရဲ့အုတ်မြစ်ပါပဲလို့လည်းထိုင်ဝမ်သမ္မတကပြောပါတယ်။မှန်ကန်တဲ့ငြိမ်းချမ်းရေးကိုရဖို့ဆိုရင်ထိုင်ဝမ်အနေနဲ့အင်အားအပေါ်မှာ မိခိုရမယ်လို့သမ္မတလိုင်ကပြောပါတယ်။ငင်းငင်းရေးဆိုတာငင်းငင်းရေးသဘောတူစိုက်ကျုပ်လို့ခေါ်တဲ့စိုက်ရွက်တည့်တင်တဲ့အကြောင်းလာနိုင်တာမဟုတ်ဘူး။ကျွတ်ကျော်သူရဲ့တောင်းဆိုချက်တွေကိုအရှုံးပေးလိုက်ရလိုက်ချင်းအပြင်ဘရောမအကျနိုင်မှာမဟုတ်ဘူးလို့သူကဆိုပါတယ်။ပြန်လည်တင့်မြေကိုလှုပ်ဆောင်တဲ့အခါနိုင်ငံအကျိုးစီးပွားကိုကာကွယ်နိုင်ဖို့ခိုင်မာတဲ့စွန့်အားရှိဖို့အတွက်နောက်ခံအနေနဲ့လိုအပ်ပြီးအားကောင်းတဲ့ထောက်ခံအပင်မှုမရှိဘဲ ပြန်လဲတင်းမြေရဲဟာနောက်ဆုံးမှာလက်နက်ချအချုံးပေးတာဖြစ်သွားလိမ့်မယ်လို့လည်းသမ္မတကပြောပါရယ်ထိုင်ဝမ်အတွက်အမေရိကန်ဒေါ်လာ60ဘီလီယံတန်ဖိုးရှိတဲ့ထက်တိုကောက်ွယ်ရဲ့ဘတ်ဂျက်ကိုလည်းသမ္မတလိုင်ကပြခဲ့တဲ့အပတ်ကကြီးညာခဲ့ပြီဖြစ်ပါရယ် MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ MP ကနေ့စဉ်အကြမ်းလက်တင်ဆက်ပေးနေတဲ့ရုပ်တံတဲ့အစသတင်းတွေကို Facebook YouTube TikTok နဲ့ website စာမျက်နှာတွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါရယ် MBA တင်ဆက်မှုတွေကိုကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြတမ်းမှချမ်းသာပြီးဘဝအမောတွေလည်းပြေကြပါစေခင်ဗျာ။